မင်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့စတင်မာလာ30ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့အင်ချူမေပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အင်းလေးကန်ရဲ့အမတ်သားတစ်ခုဖြစ်တဲ့ဟင်တာတိုင်းရုတ်တရက်ရီအောက်ကိုနှိမ့်ယုတ်သွားတဲ့သတင်းထောက်ပို့လို့ရင်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရသူတပ်သားတို့လက်နက်ခဲရတဲ့တကွာအလင်းဝင်လာတဲ့သတင်းစစ်ကောင်းဆောင်ကရုရှားခီးစဉ်အပြန်မှာပြည်တော်စုရဲ့အကျိုးကိုယူမှန်းပြီး အမြင်ကြကြလှုပ်ဆောင်ဖို့နဲ့ပညာသင်ကြားရေးအပိုင်းတွေမှာအားနည်းချက်ရှိကြောင်းပြောဆိုတဲ့တဲ့င်။ကဘာအေးဖျားလမ်းမပေါ်ရှိဘန်ရဲစကန်လက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့တဲ့င်။ဖုန်ကြီးเจ้าမှနေတဲ့စစ်ဆောင်တွေကိုအဲစင်းမတိုင်ရင်ဖမ်းမယ်လို့ဆိုတဲ့တဲ့င်။ရှင်နာချောင်းမြို့မှာမိုးများပြီးရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ကနေအချို့ပျက်စီးတဲ့တဲ့င်။ကျမောက်တောင်ဆဲရေပိုလွဲကရေတွေလွတ်လိုက်လို့ ကြောင်မောင်မိထီလာလန်းယာယီပိတ်လိုက်ရတဲ့တဲ့ရင်နျူကလ িয়ার အစီအစဉ်ကိုဘယ်တော့မှလက်လွတ်မှာမဟုတ်ကြောင်းမြောက်ကိုရီးယားဒူးဝင်ကြီးပြောတဲ့တဲ့ရင်အစားရှိတဲ့တဲ့ရင်တွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အင်းလေးကံကအမတ်သားတစ်ခုဖြစ်တဲ့ဟင်းသာတိုင်းရုတ်တရက်ရေအောက်ကိုနစ်မြုပ်သွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးကံကအမတ်သားဖြစ်တိစောက်ထားတဲ့ဟင်းသာတိုင်းဟာ စက်တင်ဘာလ29ရက်နေ့မနေ့ကညနေ9:00နာရီအချိန်ကဗီဒာတိုက်တွေကဝင်တိုက်ပြီးရေအောက်ကိုနစ်မြုပ်သွားတယ်လို့သိရပါဗါးအင်းလေးကန်တဲ့ကဟင်းသာရုပ်ကြောက်တိုင်းဖြစ်တီလာခြင်းဟာဖောင်တော်ဦးဖျားလက်လက်အပူဇော်ခန်းစဉ်ဖောင်တော်နစ်မြုပ်သွားခဲ့တဲ့နေရာကိုနမိတ်တိုင်အဖြစ်1966ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာစတင်တိဆောက်ခဲ့တာဖြစ်ပြီး59နှစ်တင်းတင်းပြည့်ခဲ့တဲ့ရက်မှာပဲရေထဲနစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်ဖောင်တော်ဦးဖျားဟာ တရခမ်းသားနဲ့ထုလုပ်ပူဇော်ထားတာဖြစ်ပြီးတကိုးကြီးဖျားဖြစ်တယ်လို့နမိတ်ပြတဲ့ဖျားလို့လည်းအများကယုံကြည်ကြတာကြောင့်ဒီဖြစ်စဉ်ဟာထူးခြားတဲ့နမိတ်ပြတာလားဆိုပြီးဒေသခံတွေကြားပြောဆိုနေကြပါတယ်။နမိတ်မကောင်းဘူး။အင်းလေးရဲ့အမတ်အသားဟင်းသာရုပ်ကဘူးလို့ဖြစ်တာ။ပြီးတော့သူ့ဘာသာလဲကြသွားတာ။ဖျားပွဲအစမှလည်းလေကွဲပြီးမောက်တာလည်းဖြစ်သေးတယ်။ဖျားပွဲကမုံတိုင်းကြားမှာအတင်းအကျပ်လုံနေရတယ်လို့ဖြစ်နေတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ ဟင်းတာတိုင်ဟာအင်းလေးကန်ရဲ့အနောက်ဘက်မြင်းဒီကုန်းရွာအနီးမှာရှိပြီးပြီးခဲ့တဲ့မလ28ရက်နေ့ကငလျင်လောက်ခတ်မှုနဲ့ရေကြီးရေရှမ်းမှုတွေကျိုးမျောတွေကြောင့်ဘူးလိုပျက်စီးပြိုကျသွားတာလို့ဒေသခံတချို့ကလည်းပြောဆိုနေကြပါဗျ။ငလျင်လောက်တုန်းကလည်းမပြင်းဘူးရေကြီးလေတိုက်တာတွေလည်းရှိတယ်။တဘာဝဘေးဆုံးဖြစ်နေပေမဲ့ဒီကြောက်တိုင်ကိုပြင်နာထိမ့်သိမ့်တာမရှိဘူး။ဖျားပွဲတော်ကာလမှာလည်းပြင်နာမရှိခဲ့ဘူး။ အခုပြိုကျသွားမှကောလာဟာလာတွေပြောနေကြတာလို့နောက်ထပ်ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။အဲ့ဒီဟင်းသာကြောက်တိုင်းတိဆောက်ခဲ့ခြင်းဟာဟဲရရွာမှကျေးစာကုန်းရွာကို ဖောင်တော်ဦးဖျားဒေသစာရီကြွားချီစဉ်ရင်းနှမြုပ်ခဲ့တဲ့နေရာကိုကရဝိတ်ပုံအမတ်အသားလုပ်ခဲ့တာဖြစ်တယ်လို့ဒေသရင်းသတင်းမြစ်တွေထံကသိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ထောက်ပို့လို့ရင်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့တပ်သားတအူး လက်နက်ခဲရနဲ့တကွာအလင်းဝင်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းစလင်းမြို့နယ်မှာ စတေမာလာ20ရက်နေ့ကမတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့အာနာသိန်းစစ်တပ်လောက်ခံတပ်သားတအူကလက်နက်ခဲရနဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့မင်းမှုခရိုင်အမတ်ငါတက်ရင်ကထုတ်ပြန်ထားပါဗျ။စစ်ပညာသင်တန်းအပတ်စဉ်1ခလာရ254မှတပ်သားထက်မြတ်ထွန်းကစလင်းမြို့နယ်စင်ပြူကျွန်းမြို့နွယ်တမဲတရားခိမ်မှာ တာဝန်ကြခြင်း မင်းမူခရိုင်အမတ်ငါတရင်ထံကိုအလင်းဝင်ရောက်လာခဲ့တာလို့သိရပါဗျ။အလင်းဝင်ရောက်လာတဲ့တက်သားထက်မြတ်ထွန်းကရခင်ကထောက်ဖို့ရဲဘော်ဟောင်းတဦးဖြစ်ပြီးထောက်ဖို့လှုံ့ဆော်နေစဉ်2023ခုနှစ်ဇူလိုင်လပိုင်းမှာလမ်းပေါ်မှာစစ်တပ်ရဲ့အတင်းအဓမ္မပေါ်တာဆွဲခံခဲ့ရတယ်လို့သိရပါဗျ။တက်သားထက်မြတ်ထွန်းကပြင်ဦးလွင်မန္တလေးကြားမန္တလေးစုဆောင်ရေးတပ်910မှာ3လတောင်ကြီးဟိုပုံမြို့မှာ6လတင်းတန်းတက်ရောက်ခဲ့ပြီး ပခောက်ကူတမတရားတစ်ကို ရောက်ရှိကအဲ့ဒီမှာတဆင်းခလာရ954တရင်ကိုရောက်ရှိခဲ့ပြီးအလင်းဝင်မှုဆုံးဖြတ်ခဲ့တာလို့သိရပါဗျ။အလင်းဝင်ရောက်လာတဲ့တပ်သားထက်မြတ်ထွန်းက MA2 တနတ်တလက်ကြီးပေါက်3ခုဘောက်ဝိုင်းတစ်ခုလက်ပစ်ပုံးတစ်လုံး9.56ကြီး145တော့ယူဆောင်ကအလင်းဝင်ခဲ့ပြီးမင်းမှုခရိုင်အမှတ်ငါတရင်မစက်သိန်းတရာတီတီကိုဂုံပြုစုငွေအဖြစ်ချီးမြှင့်ပေးရခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ တတိယသတင်းတပုတ်အနေနဲ့စစ်ကောင်းဆောင်ဟာရုရှားခီးစဉ်အပြန်မှာပြည်တော်စုရဲ့အကျိုးကိုယူမှန်းပြီးအမြင်ကြကြဲလှုပ်ဆောင်မှုနဲ့ပညာသင်ကြားရေးအပိုင်းတွေမှာအားနည်းချက်တွေရှိကြောင်းပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာနာဒိန်စစ်ကောင်းဆောင်ဟာရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပပြုလုပ်တဲ့20ကမ္ဘာအနုမြူသတင်းပတ်ဖိုရာကိုသမ္မတပူတင်ရဲ့ဖိတ်ကြားချက်အရသွားရောက်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါခီးစဉ်အတွင်ကာဇန်စတန်နိုင်ငံကိုလည်းသွားရောက်ခဲ့ကြောင်းဖိုရန်ကျင်းပတဲ့သတင်းပတ်အတွင်း ဘီလာရုသမရာအာမေးနီးယားဝင်ကြီးချုပ်အီသိုးပီးယားဝင်ကြီးချုပ်အခြားခေါင်းဆောင်တွေ IAEA ရဲ့ညွှန်ကြားရေးမှူးချုပ်တို့နဲ့တွေ့ဆုံခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။အပြန်ခရီးစဉ်နေရင်ပေါ်မှာအင်တာဗျူးဖြေဆိုခဲ့ပြီးအနုမြူစွမ်းရင်ကိုငိမ့်ငန်းစွာအသုံးပြုရေးနဲ့ပတ်သက်ပြီးအမြင်ချင်းဖလှယ်ကြတဲ့ပွဲဖြစ်ကြောင်းအနုမြူစွမ်းရင်ကိုလူသားအကျိုးပြုလုပ်ငန်းတွေမှာသုံးနိုင်အောင်အမြင်ချင်းဖလှယ်ခဲ့ကြောင်းပူတင်နဲ့တိကျတွေ့ဆုံနိုင်ခဲ့ကြောင်း အာဂါဒါနဲ့အမှုမြူဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စဆွေးနွေးခဲ့ကြောင်းပြောဆိုထားပါတယ်။ကာဇန်စတန်နိုင်ငံကိုရောက်ရှိခဲ့ပြီးသမရနဲ့တွေ့ဆုံခဲ့ရမှာကာဇန်စတန်သမရဟာမြန်မာနိုင်ငံကောင်းဆောင်တရားအုံနေနဲ့ပထမဆုံးလာတဲ့ခရီးစဉ်ဖြစ်တဲ့ခြေလန်းသစ်တစ်ခုစတယ်လို့ဆိုကြောင်းမြန်မာနိုင်ငံကထွက်တဲ့ပေါ်ဆန်းမွေးဆန်ကိုအတော်လေးစိတ်ဝင်စားတယ်လို့ပြောကြောင်းစစ်ကောင်းဆောင်ကအင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောဆိုရမှာတော့ကျွန်တော်တို့တွေဟာ ဗပောင်းဆောင်ကစူးစမ်းဖို့လိုကြောင်းနိုင်ငံရေးအရာသဘောထားကွဲလဲမှုတွေကိုလည်းပြည်ထောင်စုရဲ့အကျိုးကိုယူမှန်းပြီးအမြင်ကြကြဲနဲ့လှုပ်ဆောင်ဖို့လိုကြောင်းတချို့ပြောဆိုနေတာတွေဟာတော်တော်လေးကိုအားနည်းချက်ရှိတယ်လို့မြင်ကြောင်းအဓိကတော့နိုင်ငံရေးဘာသာရေးတိုင်းသားရေးရာတွေမှာပြောဆိုနေတာတွေမှာဒီထက်အမြင်ကြကြဲနဲ့ပြောဆိုလောက်ကိုင်းမယ်ဆိုရင်ပိုကောင်းမယ်လို့မြင်ကြောင်းပညာသင်ကြားရေးအပိုင်းမှာအားနည်းချက်ရှိနေကြောင်းကောင်းထောက်လုပ်မှုအပိုင်းမှာအလုံးလုံးဖို့လိုကြောင်း အရင်တုန်းကတရံဇာတပစ္စည်းတွေ၊တွင်းထပ်ပစ္စည်းတွေ၊သတော်ထပ်ပစ္စည်းတွေကိုရောင်းလာရရှိခဲ့ပေမဲ့အလုံးလုံးပြီးထုတ်လုပ်ရောင်းချတဲ့တင်ပို့ရောင်းချမှုအပိုင်းမှာအားနည်းတယ်လို့ထောက်ပြခြင်းကြောင့်ကုန်ထုတ်လုပ်မှုကိုလူတိုင်းကစိတ်ဝင်စားဖို့လိုကြောင်းစစ်ကောင်ဆောင်က ပြောဆိုခဲ့ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပပြုလုပ်တဲ့နေ့၈၀ကမ္ဘာအနုမျိုးသတင်းဘတ်ဖိုရမ်ကိုတွားရောက်ခဲ့တာဟာသူ့အနေနဲ့အောင်မြင်တဲ့ခရီးစဉ်ဖြစ်ခဲ့ကြောင်းပြောဆိုထားပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ကဘာအေးဖျားလက်မပေါ်ရှိဗန်းရဲစခန်းလက်ပြဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းဗဟန်းမြို့နယ်ကဘာအေးဖျားလက်မပေါ်ရှိဗဟန်းရဲစခန်းကိုစက်တင်ဘာလ29ရက်နေ့ည10:00နာရီကျော်အချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကလက်ပြဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ကြီးမြင့်နိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ကဘာအေးဖျားလက်မပေါ်ရှိဗဟန်းရဲစခန်းကို တော်လိုင်းရေးတပ်ဖွဲ့တွေကလက်ဖြစ်ပုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်မှုရှိတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဗဟန်းစကန်ကအတော်လေးကိုဆိုတာအပြစ်မဲ့ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနှိပ်စက်တာတွေလုပ်တယ်။ဒါကြောင့်အခုလိုဘုံခွဲခံရတာညဘက်နည်းနည်းလေးလူရှင်းချိန်ဆိုတော့ဘုံတန်ကကျဲတယ်။တေတာအတိအကျတော့မသိဘူး။အော်တန်တွေနဲ့ကားတန်တွေတော့ကြားတယ်လို့ဗဟန်းမျိုးနေနေထိုင်သူတအူးကမျိုးတော်ကိုပြောပါရယ်အဆိုပါဗဟန်းမျိုးနယ်ရဲစခန်းဟာ စစ်ကောင်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်လှုပ်ရှားနေုံသာမကပြည်သူတွေကိုနှီးမျိုးစုံတုံးပြီးမတရားဖမ်းဆီးနှိပ်စက်နေတာဖြစ်လို့တော်လန်ရေးတပ်ဖွဲ့တွေကစီရေးပြမှတ်အဖြစ်ထားကတိုက်ခိုက်ခဲ့တာဖြစ်ပြီးရန်သူဘက်ကထိခိုက်သေးဆုံးမှုအခြေအနေအသေးစိတ်ကိုစုံစမ်းနေစေဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။အဆိုပါစစ်စင်ရေးကိုအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးမြနိုင်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့လာတာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နဲ့အတူ Operation Flame တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးဒေါ်လာရေးတပ်ဖွဲ့တွေကအထူးခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖုန်ကြီးเจ้าမှနေတဲ့စစ်ရှောင်းတွေကိုအဲစင်းမတိုင်ရင်ဖမ်းမယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းစကိုင်းမြို့ပေါ်ရက်ကွက်နှစ်ခုနဲ့ဖုန်ကြီးเจ้าတွေကိုစက်တင်ဘာလ29ရက်နေ့ည9:00နာရီကကအနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကဝင်ရောက်စီးနင်းပြီးစစ်ရှောင်းလူငယ်တွေကိုလိုက်လံဖမ်းဆီးခဲ့တယ်လို့ အဲစင်းမတိုင်ရင်လည်းဖမ်းမယ်လို့ပြောဆိုခဲ့တယ်လို့သိရပါဗျ။စကိုင်းမျိုးမြောက်ရီ ရက်ကွက်ချင်းစုရက်ကွက်နဲ့စကိုင်းမျိုးတာယိုကြီးအနောက်ဘောဂါရက်ကွက်ငားရက်ကြီးရက်ကွက်ဘောဂါတောင်မြောက်ရက်ကွက်ကိုဝင်ရောက်စီးနင်းကလူငယ်ဆယ်ဦးထက်မနည်းကိုဖမ်းဆီးပေါ်တာဆွဲထားတယ်လို့သိရပါဗျ။မနေ့ကညပိုင်းတွင်မိုးရဲလေတဲ့ကိုဝင်ဆွဲနေတာတချို့ကအဲစင်းမတိုင်လို့လည်းပြောတယ်။ည9နာရီလောက်ကတည်းကအိမ်တွေကိုအတိအကျဝင်ဆွဲတာ စစ်မှုရမ်းမှုဆွဲတာလားဖမ်းတာလားကိုမတဲခွဲဘူးအတင်းဝင်ဆွဲပြီးကားပေါ်တင်သွားတာလို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်ဒါအပြင်စစ်ကောင်မရှင်တပ်ဖွဲ့တွေကစကိုင်းမြို့ပေါ်ကဖုန်ကြီးကျောင်းတွေကိုအဲစင်းဝင်စစ်ခတ်သေးတယ်လို့သိရပြီးဖုန်ကြီးကျောင်းတွေမှာနေရင်လဲအဲစင်းရဲ့တိုင်ဖို့နဲ့တခုခုဖြစ်ရင်သက်ဆိုင်ရာဖုန်ကြီးကျောင်းကကျောင်းနိုင်စရာတော့ဘူပါဖမ်းမယ်လို့ပြောဆိုသွားတယ်လို့ဒေသခံတွေထံမှသိရပါတယ်အဲစင်းတွေစစ်တယ်စစ်ဆောင်တွေကိုဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။ ဖုန်ကြီးကြောင်းမှာနေလဲဧည့်စင်းတိုင်ရမယ်။မတိုင်ရင်ကြောင်းစရာတော့လဲဖမ်းမယ်လို့ပြောသွားတယ်လို့စကိုင်းမျိုးဝါကဖုန်ကြီးကြောင်းနဲ့နှိစက်သူတဦးကမြို့တော်ကိုပြောပါရယ်။အာနာသိန်းစစ်တပ်ကစကိုင်းတရားပေါ်မှာလဲလူငယ်တချို့ကိုဖမ်းဆီးသွားသေးတယ်လို့သိရပြီးစကိုင်းမျိုးဝါမှာစစ်မှုရန်အတွက် လူဖမ်းဆီးပြီးလူစားထိုးအယောင်းဝယ်ဈေးကွက်အတွက်စစ်တပ်တပ်ဖွဲ့ဝင်တွေက လူငယ်တွေကိုအကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးနေတယ်လို့ဒေတာတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရေနံချောင်းမြို့မှာမိုးကြီးပြီးရေကြီးရေရှမ်းမှုဖြစ်ပေါ်ကနေအချို့ပျက်စီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့မှာမိုးရွာသွန်းမှုများပြီးရေကြီးရေရှမ်းမှုဖြစ်ပေါ်ခဲ့ကချောင်းရေကြီးလာတာကြောင့်နေအချို့ပျက်စီးတာနဲ့မြေပြိုတာတွေဖြစ်ပွားခဲ့တယ်လို့ဒေသရင်းသတင်းမြစ်တွေထံကသိရပါဗျ။မြို့မတောင်ကန်းနာမြို့မမြောက်စလင်းတန်းတပြေတန်းစုံတရက်မြောက်ပိုင်းချုပ်ပင်ရွာနဲ့ ထိန်ချောင်းရွာစတဲ့ရွာရီမှာစတင်မာလ29ရက်နေ့ကတည်းကရေဝင်ရောက်ခဲ့က ရေနံချောင်းမြို့ပေါ်ကအနိုင်မိုင်းရက်ွက်တချို့မှာရေ၈ပေလောက်အထိဝင်ရောက်ခဲ့ပြီးရေစည်းနဲ့အတူအသုံးဆောင်ပစ္စည်းတချို့ မျောပါသွားတာကြောင့်အကူအညီတွေလည်းလိုအပ်နေတယ်လို့သိရပါဗျ။ဒါအပြင်ပင်းချောင်းရေကြီးလာတာကြောင့်ကျက်သွန်စိုက်ခင်းတွေနဲ့စိုက်ပျိုးမြေတွေဆုံးရှုံးသွားပြီးပင်းဝရွာဘက်မှာလည်းမြေပြိုရာတွေဖြစ်ပွားခဲ့ကစတင်မာလ29ရက်နေ့မှာတော့ရေပြန်ကျသွားတယ်လို့သိရပါဗျ။ ပင်းချောင်းကအကျဲကြီးပါအဲ့ဒီချောင်းအကျဲကြီးကိုပဲရေအပြည့်စီးတာချောင်းရဲ့တစ်ဖက်စီမှာဖျားကုန်းရွာနဲ့ပင်းဝရွာဆိုပြီးရှိတယ်ချောင်းကကျဲပေမဲ့ရေကပင်းဝရွာခြေကပဲကပ်ပြီးစီးတာဆိုတော့ပင်းဝရွာကမြေတွေပြိုတာပေါ့အရင်ကတည်းကမြေပြိုတာမကြာခဏဖြစ်တယ်ပင်းဝရွာထိပ်ချောင်းမေးကဇေဒီတွေလည်းမရှိတော့ပါဘူးမြေပြိုရာနဲ့အကုန်ပါသွားတာပါပဲလို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်အဆိုပါရေကြီးမှုကြောင့်လူအသေးအပြောက်မရှိပေမဲ့ အချို့ရွာတွေဟာမြေပြိုရာကိုကြောက်နေရလို့တရွာလုံးပြောင်းရွှေ့နေခဲ့ရသလို အချို့မြို့ပေါ်ရပ်ကွက်တွေမှာလည်းရေဝင်ရမှုများပြားကပစ္စည်းများမျောပါပြီး သွာလာရခက်ခဲနေတာကြောင့်အကူအညီများစွာလိုအပ်နေတယ်လို့ဒေတာရင်းကူညီကယ်ဆယ်ရေးလုပ်နေသူထံမှသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျမောက်တောင်ဆဲရေပိုလွဲကရေတွေလွတ်လိုက်လို့မန္တလေးမိထီလာလန်းယာယီပိတ်လိုက်ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းကြောက်ပရောင်းမြို့နယ် ကျမတောင်ဆဲရေပိုလွဲကစတေမာလာ30ရက်နေ့ဒီကနေ့မနက်မှာရေလွတ်လိုက်တာကြောင့်ရေကျော်လာလို့ကြောက်ပရောင်းမိထီလာလန်းကိုယာယီပိတ်ထားရပြီးခရီးသွားကားတွေရပ်နားထားရတယ်လို့သိရပါဗျ။ကြောက်ပရောင်းမြို့နယ်တဲ့မိုးတဲထန်စွာရွာသွန်းတာကြောင့်ကျမတောင်ဆဲရေပိုလွဲကရေလွတ်လိုက်ရပြီးဆယ်ရေမြောင်းတစ်လျှောက်နဲ့မြေနှိမ့်နေရာတွေကို ရေဝင်ပြီးရေပြည့်နေတယ်လို့သိရပါဗျ။စီပင်တာယာနားမှာလမ်းရေကျော်နေတာဆယ်ကရေလွတ်လိုက်တယ်ပြောတယ်။ မနက်ကတည်းကလမ်းပိတ်နေတာရေများတယ်ကားတွေသွားမရဘူးမနက်၄နာရီလောက်ကတည်းကလွတ်လိုက်တာလို့ပြောတယ်လို့ကားသမားတဦးကမြို့တော်ကိုပြောပါတယ်အဆိုပါကျမောက်တောင်ဆယ်ဟာစတင်တိဆောက်ကတည်းကဆယ်ရေပြည့်ချံလို့ရေပိုလွဲကအခုလိုရေလွတ်လိုက်ရတာမျိုးတခါမှမရှိဘူးလို့ဒေတာခန်တွေကပြောပါတယ်1968လောက်ကတည်းကဂူတီဆယ်ရေချန်နယ်ဆိုတာမရှိဘူးဘူးတစ်တော်ဂျိုးဝိုင်းတွေနဲ့ရေအေက1800လောက်ဆန့်နေခုနှစ်မိုးရေများပြီးရေပြည့်ရေချံလို့ ဆယ်ရည်လွတ်လိုက်ရတာလို့နောက်ထပ်ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ကျမောက်တောင်ဆယ်ဟာကျမောက်တောင်ကျိုးဝိုင်းနဲ့ကြာပရောင်းတတော်ကျိုးဝိုင်းကြားမှာတည်ရှိပြီးဆယ်ရည်လွတ်ချိန်ရင်းချောင်းနဲ့ပင်းချောင်းတွေကိုတိုက်ရိုက်စီးဝင်တာကြောင့်ချောင်းနှပေးရွာတွေကယူဆိုင်ဖို့လိုတယ်လို့လည်းဒေသရင်းသတင်းမြစ်တွေထံကအစုံစမ်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နျူကလ িয়ার အစီအစဉ်ကိုဘယ်တော့မှဆွန့်လွတ်မှာမဟုတ်ကြောင်းမြောက်ကိုရီးယားဒူးဝင်ကြီးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ နျူကလ িয়ার အစီအစဉ်ကိုဘယ်တော့မှဆွန့်လွတ်မှာမဟုတ်ကြောင်းမြောက်ကိုရီးယားဒုဝန်ကြီးကီဆွန်ခွန်ကတနင်္လာနေ့မှာပြုလုပ်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာအလေးအနက်ထည့်သွင်းပြောဆိုခဲ့ပါတယ်။အမေရိကန်၊တောင်ကိုရီးယားနဲ့ဂျပန်တို့ရဲ့ပူးတွဲစီရေးလေ့ကျင့်မှုတွေကိုအမေရိကန်၊တောင်ကိုရီးယားနဲ့ဂျပန်တို့ရဲ့ပူးတွဲစီရေးလေ့ကျင့်မှုတွေကိုကင်ကထောက်ပြခဲ့ပြီးဒါဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার အစီအစဉ်တွေနဲ့ဒုံးကျည်စနစ်တွေကိုတုံ့ပြန်ဖို့လှုံ့ဆော်တာလို့ဆွတ်ဆွဲပြောဆိုခဲ့ပါတယ်။ သူကမြောက်ကိုရီးယားကိုနျူကလ িয়ার တိုက်ခိုက်နိုင်တဲ့လုပ်ငန်းစဉ်တွေနဲ့နီးစနစ်တွေကိုတုံ့ပြန်မှုလေ့ကျင့်နေတဲ့အဲ့ဒီနိုင်ငံသုံးနိုင်ငံကိုဝေဖန်ခဲ့ပါတယ်။ဒီလေ့ကျင့်မှုတွေဟာကိုရီးယားကျွန်းဆွယ်ပေါ်မှာတင်းမာမှုကိုတိုးမြင့်စေတယ်လို့ပြောဆိုခဲ့ပါတယ်။အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေရဲ့စော်ကားမှုချိန်ချောင်မှုနဲ့ဓာတ်ရိုက်ကိုက်ညီတဲ့ကျွန်တော်တို့နိုင်ငံရဲ့တိုးတက်လာတဲ့ရုပ်ပိုင်းဆိုင်ရာကိုရန်သူနိုင်ငံတွေကစီရင်နှောက်ယှက်မှုကြောင့်စစ်မှတ်တစ်ခုဖြစ်အောင်လုံဆော်လို့တဲ့ဆန္ဒကိုတွေ့ရပါတယ်။ ဒါပေမဲ့ဒါကိုကျွန်တော်တို့အပြေအဝထိန်းချုပ်နိုင်ပြီးကိုရီးယားကျွန်းဆွယ်ဘော်ကအင်အားချင်းဟန်ချက်ညီအောင်ထိန်းထားနိုင်ပါတယ်လို့လည်းကင်ကပြောခဲ့ပါတယ်။မြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်ဖြတ်သိမ်းမှုဖိအားပေးခြင်းဟာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့တရှိခွင့်ကိုဆွန့်လွတ်ဖို့တောင်းဆိုတာနဲ့ညီမျှကြောင်းပြောဆိုခဲ့ပါတယ်။အခုလအစောပိုင်းကလည်းမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံဝမ်ကပြုံရမ်းမှကျင်းပတဲ့ပြည်သူ့လွတ်တော်အစည်းအဝေးတစ်ခုမှာမိန့်ခွန်းပြောကြားခဲ့ပါသေးတယ်။သူကအမေရိကန်ဟာ မြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်ဆွန့်လွတ်ဖို့ဆန္ဒကိုလက်လွတ်ပြီးမြောက်ကိုရီးယားနဲ့ငြိမ်းချမ်းစွာ အတူတကွတည်ရှိဖို့ဆုံးဖြတ်မယ်ဆိုပါကဝါရှင်တန်နဲ့ဆွေးနွေးပွဲတွေကိုရှောင်ရှားဖို့အတွက် အကြောင်းပြချက်မရှိကြောင်းပြောကြားခဲ့တာကိုတွေ့ရပါတယ်ရှင်။မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။ ဆရာနာရှင်စနေဆိုးလောက်ကနေအများဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမကောင်းတောင်းလိုက်ရပါတယ်ရှင်။